ဂျဲဇီသူရဲ့ချန်မလီဝင်းဝင်းကမပြီးဆုံးသေးပါဘူးလို့ဖွင့်ရပြောဆိုလိုက်တဲ့ဂျေဒန်ဆန်ချိုယမနီကအင်္ဂလိပ်စတမ်ဘူဘိချ်မှာဝစ်ကိုနောက်ကိုစီတီကြောင်းခဲ့ပြီးအမှတ်ဆုံးချုံခဲ့ရပေမဲ့လာမယ့်2025 2026ဘောလုံးရာသီချန်မလီဝင်းဝင်းအတွေ့ဂျဲဇီသူရဲ့ရှင်ပြိုင်မှုဟာမပြီးဆုံးသေးဘူးလို့ဂျေဒန်ဆန်ချိုကဖွင့်ရပြောဆိုလိုက်ပါတယ်အဝိစကစတမ်ဘူဘိချ်မှာအစင်ဆိုဂျွန်ဆင်တို့ရဲ့ဂိုးတွေကြောင့်ပထမပိုင်းမှာနှစ်ဂိုးပြည့်နဲ့ဥဆောင်နိုင်ခဲ့တာလည်းဖြစ်ပါလိမ့် ဒါပေမဲ့ဒုတိယပိုင်းမှာစတဲ့အချိန်မှာပဲ 2NZB တို့ရဲ့ဂိုကိုကိုသွင်းယူမှုတွေကြောင့်ချန်စီအသင်းခြေပါကိုပြန်ရောက်ရှိတော့ဖြစ်ပြီးဂျေဒန်ဆန်ချူအမကန်ဂိုးကြောင့်သေရခဲ့ပေမဲ့နောက်ပိုင်းမှာ LS ပါမာရဲ့ကာကွယ်မှုကောင်းမှုတွေကြောင့်အနိုင်ကိုနဲ့လွဲချော်ခဲ့ရတာလည်းပဲဖြစ်ပါလိမ့်ဒီဝဲမြို့မှာတော့နီကောအစင်းတင်းကမိုင်းနာတဲ့အသင်းကိုဂိုးပြန်နိုင်ရရှိပြီးအောင်အစင်းလေးနေရာစီရောက်ရှိသွားသလိုချဲသေးတင်းကတော့အစင်းကြောင့်နေရာမှာသာရက်တီနေရတာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့ဒီရာသီမှာဆင်ကားနေရာဒီချမ်လေးဝင်ခွင့်ရရှိမှာဖြစ်ပြီးလက်ရှိမှာလည်းအစင်းသုံးနေရာက Northern Forest နဲ့အစင်းခွန်က ီလာတို့ကြားရမတ်ကလည်းသုံးမှတ်သားကောဟနေတာလည်းပဲဖြစ်ပါလေဒေရန်ဆန်ချိုကတော့ကျွန်တော်တို့မပေးသေးပါဘူးကျွန်တော်တို့ကနောက်ထပ်6ပွဲကစားဖို့ကြံပါသေးတယ်ပွဲတိုင်းဟာကျွန်တော်တို့အတွက်ဗိုလ်လူပွဲတွေပါပဲကျွန်တော်တို့အနေနဲ့စီးလုံးညီညွတ်မယ်ဆိုရင်ရလကောင်းတွေရရှိနိုင်ပါသေးတယ်လို့ဒေရန်ဆန်ချိုကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေဒါပြင်ချက်သင်းနီးပြမာရက်စကာကလည်းဒီကနေ့ကခက်ခဲပါလေသူတို့ရဲ့ပထမဂိုးကပွဲရဲ့အချိန်ဟုန်ကိုပြောင်းလဲသွားစေတယ်လို့ကျွန်တော်ထင်ပါလေ မိနစ်20မှာကျွန်တော်တို့ထင်းချုံနိုင်ခဲ့ပြီးမြေကိုသွင်းခွင့်နေလွဲချော်ခဲ့ပါလေဒါကတော့ဘောလုံးရဲ့သဘာဝပါပဲတခါတည်းကသေးမွားလေးတွေကပွဲရဲ့အချိန်ကိုပြောင်းလဲသွားစေပါလေကျွန်တော်တို့ဂိုးပိလေးအပြီးယုံကြည်မှုနဲ့နဲ့ရောကြသွားပါလိဒုတိယပိုင်းမှာကျွန်တော်တို့ပွဲတဲ့ကိုပြန်ဝင်လာနိုင်ခဲ့ပါလေလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိ ဒီအသည်မှာပရီးမီယာလိဆက်ချစ်ပွဲသာပွဲတော်ဇာခွင့်ရရှိခဲ့ပြီးတတ်သမတ်ထဲခြေစွမ်းပြသနိုင်မှုရုံးကန်ရပါမယ်။ဂျေရန်ဆန်ချွာလူဇာဝင်ဇာမအဖြစ်အပါအဝင်ကူညီနိုင်ခဲ့တာကြောင့်ချဲစင်းနီပြကကောင်းကောင်းလုံနိုင်ပါလေလို့ဖွင့်ရအောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဂျေရန်ဆန်ချွာတော့နောက်ပိုင်းဇာရဲပွဲနှစ်ပွဲမှာအတွင်းကိုတကူနဲ့ဖန်နေမှုနှစ်ကြိမ်လှုပ်ဆောင်နိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ကလေးမဘီကို7ဝန်းလုံးအထိပွဲပဲဖြစ်တဲ့6မှန်တင်တယ်လို့ဖွင့်ရပြောဆိုလိုက်တယ်။ကွင်းလယ်တန်းလူကြီးဟောင်း ရီမတ်ရဲ့အသင်းရဲ့တဲဝင်းဇာမာကလေးမှာပေးအောင်အလာဘတ်ကွင်းနဲ့ဇာမာအန်တိုနီယိုဘလန်ကိုကိုပြုလုပ်ခဲ့တဲ့ရက်စတဲ့ဇာပုံချန်တမ်းမှုကြောင့်ဆယ်ဝဲပဲပြစ်တဲ့ထမခံရအောင်တင်တယ်လို့ကွင်းလန်ဒန်လူကြီးအောင်တူကဖွင့်အားပြောဆိုလိုက်ပါလေယမနီကလာဘတ်ကိုကိုကိုမရှိနိုင်တာရောက်ရှိတဲ့ပွဲစဉ်ရဲ့30ရှင်းတွေမှာကလေးမှာပေကဘလန်ကိုကိုခြေတုံးကိုပြင်းထန်စွာတိုက်ခတ်ခဲ့တာကြောင့်အနီးကပ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါလေဒီပြေကလည်းဘာပဲတော်တော်သူ့ရဲ့ဇာမာဘဝ9ချိန်မြောက်အနီးကပ်ဖြစ်ပြီးချောင်းနဲ့တွင်ပရမဇုံအချိန်လည်းပဲဖြစ်ပါလေ ဒန်လူကြီးအောင်တဲ့အင်္ဂလိပ် professional game ဒန်လူကြီးများအဖွဲ့ PGM1 ရဲ့အတီကဲဟောင်းလေးဖြစ်တဲ့ Gate Hacker ကတော့ဒီလိုရက်ကိုရက်ဆက်တယ်လို့သတ်မှတ်ပြီးပြိုင်ပွဲဇာမရဲ့ဘေးကင်းမှုကိုထိခိုက်စေတဲ့ဒီလိုတိုက်ခတ်မျိုးကိုဘောလုံးလောကမှာလက်ခံလို့မရဘူးလို့ဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလိမ့်။ဂလန်မော်ဘီရဲ့ဇာမုံကစံနှံမှုကအယောင်ကိုရက်ဆက်လွန်ပါလိမ့်။ဒါအပြင်မဲ့ဘေးကင်းမှုကိုအနည်းငယ်ဖြစ်စေပါလိမ့်။ ဒါရုံကြီးကအနေကပြပြီးတော့လှည့်မြန်စွာဆုံးဖြတ်ခဲ့ပါလိမ့်။အခုတော့အာနာပါနေနေအနေနဲ့ဒီလိုတိုက်ခတ်မှုမျိုးကိုပွဲစီတွေမှာနေရာမပေးနိုင်တော့ဘူးဆိုတာပြသဖို့ဂလန်မာပေကို10ပွဲပဲပြစ်ဒဏ်ပေးနေပါလိမ့်။ဘောလုံးကနေမှာပဲစားမပဲဖြစ်ဖြစ်ဒီလိုလောရတွေကိုရပ်တန့်ဖို့လိုပါလေလို့ဟက်ကတ်ကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့10ပွဲပဲခံရဖို့တော့ဖြစ်နိုင်ရှိနေပါဘုံရပြီးတနက်ဆန်ချောင်းလေးရဲ့ပြင်းထန်တဲ့ဆင်မှုကပြင်းပြောင်းနေမှာသာတန်းရောက်နိုင်မဲ့3ပွဲပဲပြစ်ဒဏ်ကိုရင်ဆိုင်ရနိုင်တာလည်းပဲဖြစ်ပါလိမ့်။ ဒါကြောင့်သူဟာဘီဘာကိုကေတာဖေးနဲ့လာလီကာပွဲစီတွင်ပြင်ဘာစီလိုနာအသင်းနဲ့ကိုပါလီဖလားဘောလူပွဲကိုပါလွဲလျှော်နိုင်ဖွယ်လည်းပဲရှိနေပါလိမ့်။ဒါပေမဲ့ဂျာတမင်းနဲ့အာဆင်နယ်အသင်းနဲ့ချန်ပီယံကွာတာဖိုင်နယ်ဒုတိယကြောမှာတော့ကလင်ဘာဘေးတယောက်အစားခွင့်ရရှိမှာလည်းပဲဖြစ်ပါလိမ့်။ဒီပြေအပရိသတ်တွေကိုအာတင့်စေခဲ့ပြီးကလင်မာပေးရဒီလိုဇာမုံတန်တမ်းမှုကို Ryan Ginn နဲ့ FV Haaland ပေါ်ဖျက်ထုတ်မှုနဲ့နှာရှင်ပြောဆိုနေကြသူတွေလည်းပဲရှိနေပါလိမ့်။ပရိသတ်တွေရောက်ကတော့ အတော်လေးကိုစိုးရွားတဲ့တိုက်ခိုက်မှုလို့မှတ်ချက်ပေးခဲ့ပြီးနောက်ထပ်ပြည်သက်တယောက်ကလည်းတကယ်ကိုရက်စက်တဲ့တိုက်ခိုက်မှုလို့ဖွင့်အောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။နောက်ထပ်ပြည်သက်တအုပ်ကတော့ဒါကတော့ Ryan Gay နဲ့ FA Haaland တို့တိုက်ခိုက်မှုလို့ပဲအရန်ကိုစိုးရွားတယ်။နောက်ထပ်ပြည်သက်တယောက်ကလည်းဒီလိုလို့ရတဲ့သူ့ကိုဘောလုံးစားရကနေပိတ်ပင်တင့်ပြီလို့ဖွင့်အောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။အနာဂတ်ဘက်သက်ပြီးရောဖွင့်ရအောင်ပြောဆိုလာတဲ့ကေဗင်ဒီဗိုင်နာ မန်စီးတီးရဲ့ကွင်းလှည့်ဇာမာကြီးကမ်ပိန်းဒီပန်းနာဟာဒီရာဒီအကောမှာမန်စီးတီးနဲ့သူ့ရဲ့စာချုပ်တင်ကုံဆုံးပြီးနောက်အသင်းကနေထွက်ခွာသွားတော့မှာဖြစ်ပေမဲ့အင်္ဂလန်မှာပဲဆက်ရှိနေမလားဒါမှမဟုတ်လို့ချင်းထားနေရဟုပဲထွက်ခွာသွားမလားဆိုပြီးမေကုံထုတ်ခြင်းခံခဲ့ရပါလိမ့်အသက်33နှစ်အရွယ်သူ့ရဲ့အသက်33နှစ်အရွယ်ဇာမာဟာသူ့ရဲ့ဇာမာဘဝမှာကြံရှိတဲ့စင်ကုံမှုတွေနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါမှာတော့ကမ်ပိန်းဒီပန်းနာကအင်္ဂလန်မှာဆက်ရှိဖို့အပါအဝင်ဘလို့ကလန့်မှုမျိုးကိုမဆိုလက်ခံနိုင်ကြောင်းဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့် စိန်ခေါ်မှုဆိုတာကတော့အမြဲတမ်းရှိနေတာပဲလေလာမယ့်ရာသီဘာတွေဖြစ်လာမလဲဆိုတာကျွန်တော်မသိသေးပါဘူးအသင်းတွေကတော့လာပြီးတော့သူတို့မှာကောင်းမွန်တဲ့အားစားစီမံကိန်းတွေရှိတယ်ဆိုတာကိုတော့ကျွန်တော်ကိုယုံကြည်အောင်လုပ်နိုင်မယ်ဆိုရင်ပေါ့ကျွန်တော်အခုအရန်ငယ်သေးတာတော့မဟုတ်တော့ဘူးဆိုတာသိပါတယ်ဒါပေမဲ့အမြင်ဆုံးအစ်မစားနိုင်စွမ်းရှိနေသေးတယ်လို့တော့ထင်ပါတယ်ဘယ်သင်းတွေကစိတ်ဝင်စားလဲဒါမှမဟုတ်သူတို့ဘာတွေလှုပ်ရှင်တယ်ကျွန်တော်မသိပါဘူးရနိုင်တဲ့ဘယ်စီမံကိန်းမဆိုကျွန်တော်နားထောင်ဖို့စမ်းသပ်ရှိပါတယ်ကျွန်တော်ဘောလုံးကိုချစ်ပါတယ်ဘောလုံးစားတာကိုလည်းချစ်ပါတယ် ကောင်းမွန်တဲ့စီမံကိန်းတခုရလာပြီးကျွန်တော်မိသားစုလည်းအဲ့ဒါကိုသဘောတူတယ်ဆိုရင်တော့ကျွန်တော်ဆုံးမချက်တခုချနိုင်မှာပါလို့ဖွင့်အားပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။အင်္ဂလန်မှာပဲသူ့ရဲ့ဇာမဘွားဟာပြီးဆုံးသွားလိမ့်မလားဆိုပြီးမေးမြန်းတော့ကေဗင်ဒီဗိုင်နာကဒါတော့ကျွန်တော်မသိသေးပါဘူးကျွန်တော်တကယ်ပြောတာပါကျွန်တော်တကယ်မသိသေးပါဘူးထွက်ခွာဖို့ဆုံးမချက်ကတော့မကြသေးပါဘူး။ဘောလုံးလောကမှာတစ်ပတ်အတွင်းပါကိုမှဆုံးမချက်ချလို့မရပါဘူး။ ဇော်မရဲ့၆ပြီးကလေးကကျွန်တော်မိသားစုကိုမတွေ့ရသေးပါဘူးသူတို့နဲ့ကျွန်တော်စကားပြောရပါအောင်မယ်ပြီးပါပဲအတင်းကကျွန်တော်ကိုလိုချင်တယ်ဆိုတာကိုကြည့်ရပါမယ်ဒါကြောင့်ကျွန်တော် မသေးသေးပါဘူးဘာမှမသေးသေးပါဘူးလို့ပြန်လဲဖြေကြားပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်ကေဗင်ဒီဘန်နာကဒီသတင်းပေးဆော့ဝိုင်မှာဆေးရသည်ကြောင့်ကြာမြင့်ခဲ့တဲ့သူ့ရဲ့မန်စီးတီးဇာမာဘောက်ကိုအခုဘလုံးရာသီအကုန်မှာပဲအဆုံးသတ်တော့မှာဖြစ်ကြောင်းနဲ့မန်စီးကနေထွက်ခွာသွားတော့မှာဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာခဲ့တာလည်းပဲဖြစ်ပါလိမ့် ကေဗင်ဒီဘန်နာဟာမန်စီးရီးယားနဲ့အတူပရီးမီယာလိချန်ပီယံ6ကြိမ်၊ဂျမနီဖလာတ်2ကြိမ်နဲ့ PFA တနင်္လာအကောင်းဆုံးဇာမာစု2ကြိမ်ရရှိခဲ့သူလည်းပဲဖြစ်ပါလေ။အသေးပေါ်ဂျော်ဒီယာဘာကိုကန့်ခတဲ့ရုပ်တံမှတ်တမ်းထွက်ပေါ်လာတဲ့လူဝစ်ဆွာရက်ပစ်ဆွာရော့ကအသေးပေါ်ဂျော်ဒီယာဘာကိုကန့်ခတဲ့ရုပ်တံတစ်ခုဆိုရှယ်မီဒီယာမှာပြန့်နှံ့လျက်ရှိနေပါလေ။ AFC ကို3ဂိုးတကူနဲ့အနိုင်ရရှိတဲ့ကွန်ကာကက်ချန်ပီယံဖလားမှာနှစ်ဖက်ဇာမာရီရဲ့ချင်းချင်းယုံရင်ဆန်ကက်ဖြစ်ပွားပြီးတဲ့နောက် အသင်းပေါ်ဂျော်ဒီယာဘာကိုဆွာရက်ကထိန်းသိမ်းဖို့ကြိုးစားရင်းဂျော်ဒီယာဘာရဲ့လက်ကိုသွားနဲ့ကိုက်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။လူ ਈ ဆွာရီယာဇာမာပွားတစ်ချောင်းအသင်းပေါ်ရင်းနဲ့ပြိုင်ပွဲဇာမာတွေကိုသွားနဲ့ကိုက်ခဲ့တာကြောင့်ဘွဲပဲပြစ်ဒဏ်တွေအများအပြားထမှတ်ခံရဖို့သူတွေပဲဖြစ်ပါလိမ့်။နောက်တစ်ဆယ်ပြည့်နှစ်ကအိုင်းရန်အသင်းဖော်ဘဲကဲကိုကန့်ခဲ့လို့ခုနှစ်ပွဲပဲပြစ်တယ်ချမှတ်ခံခဲ့ရသလို2013ခုနှစ်မှာလည်းချဲသေးသေးရဲ့နောက်ခံလူအောင်ဖြစ်တဲ့အိုင်ဗန်နိုဗစ်ကိုကန့်ခဲ့လို့10ပွဲပဲပြစ်တယ်ချမှတ်ခြင်းခံခဲ့ရသေးတာလည်းဖြစ်ပါသေးတယ် ါပြင်ကမ္ဘာပလပွဲစဉ်မှာအီတလီနောက်ခံစားမှာချီလီနီကိုကိုက်ခဲ့လို့ဖီဘာက၄လပွဲပဲထောက်မှတ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ရီယယ်မက်ဒရစ်အသင်းရဲ့ဒုတိယကျောပွဲစဉ်မှာတိတ်ပြီးပါဝင်နိုင်မှုမသေးကြသေးတဲ့တောမတ်စ်ပါတီရီယယ်မက်ဒရစ်အသင်းရဲ့ချန်ပီယံလိဒုတိယကျောပွဲစဉ်မှာကွင်းနဲ့ဇာမတောမတ်စ်ပါတီပါဝင်နိုင်မလားဆိုတော့မပြောနိုင်သေးကြောင်းနေပြအိုက်တာကဖွင့်ရပြောဆိုလိုက်ပါလိမ့်။တောမတ်စ်ပါလီကဘရမ်ဘိုအသင်းရဲ့တကူးစီအသင်းကြတဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာညာတော့ကန်လူနီယာကနေစားသွားခဲ့ပြီးပွဲချိန်69မိနစ်မှာလူစားလေးလေးခံခဲ့ရပါတယ် ။ပါရီကဒဏ်ရာကြောင့်တခုခုနောက်ကျင်တော်မျိုးရှိမယ်ဆိုတော့စွန့်စားပြီးအသုံးပြုသွားမှာမဟုတ်ကြောင်းဒဏ်ရာအခြေအနေကိုအသိဉာဏ်ဆင်အောင်နေနဲ့ဆွေးနွေးရခြင်းမရှိသေးတာကြောင့်မသိရှိနိုင်သေးကြောင်းနေပြရတာကထုတ်ပေါ်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။သောမတ်စပါရီယာရီယယ်မထရီအသင်းကို၃ဂိုးပြန့်တဲ့နိုင်ရောက်ရှိခဲ့တဲ့ပထမကြော့ပွဲစဉ်မှာအထူးခြေစွမ်းပြသနိုင်ခဲ့သလိုဘရာဗိုတင်တဲ့ပွဲစဉ်မှာလည်းဥဆောင်ဂိုးသွင်းယူနိုင်ခဲ့သူလည်းပဲဖြစ်ပါလိမ့်။ဆိုတော့သောမတ်စပါရီယာရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်ရဖို့လည်းပဲရှိနေပါလိမ့်။ ကျေးဇူးတင်ပါတယ်ဘဲသမ ्या လို့ကိုစင်းနေပြောင်းချမ်းမှာချမ်းသာပြီးဘေးဘီယံဝေးွာကြပါစေခင်ဗျာ